လေချောင်းပူရွာတွင်လေချောင်းတက်ခိုင်းမှုဖြစ်ပွားပြီးအမျိုးသမီးတဦးသေဆုံးတဲ့တဲ့င်းကိုတင်ဆက်ပါမယ်။မန္တလေးတိုင်းအေပယ်၁၇ရက်မန္တလေးတိုင်းမတရားမြို့နယ်လေချောင်းပူရွာကိုအာနာသိန်းဆဲအုပ်စုကဒီချောင်းကနေယမန်နေ့နေ့လယ်ပိုင်းမှာနှစ်ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ဒေသခံတဦးကရပီကော့တင်ထားတာကိုယမန်နေ့ညပိုင်းမှာပြောပါတယ် တယ်မနေ့နောက်တော့ကျန်တဲ့နေရာကိုတကယ်ဥဒ်ချပိုက်တာဒီဟာ7နာရီ45မိနစ်မှာတင်ပတ်နာရီ45မိနစ်မှာတင်စုပြီးအောင်လည်းကျင်းအဲဒီတိုင်းပြီးလို့ခဲ့တာကအဲလူသမီးကြီးလူတို့ဒီဆုံးနဲ့တေတုံးနဲ့မိသမီးကြီးကြီးတဲ့ဒီဒီရဲ့နာမည်ကနာမည်ကမချွန်နေဦးအသက်ကဒေသခံကြီးရေတောက်မှုရွာရဲ့ဥကြတာအများကကျွန်တော်ကလေးရဲ့တအူးနဲ့လူကြီးတအူးရဲ့ခိုင်းနေရဲ့ဒီလိုတော့မဆွေးရဘူး တော့ကတော့လည်းကျွန်တော်ဒီမှာပြောတာကဟိုကနှလုံးနှလုံးပေါ်ပြည့်နေတယ်ကျွန်တော်များနှလုံးပေါ့တော့တော့တော့နှလုံးပေါ်ပြည့်နေတယ်ဗျအဲ့ကဲ့ရတယ်လေမနီနေ့လေ12နာရီခန့်တွင်တရားဥလေးတက်မှတက်လာတဲ့အာနာသိန်းစစ်အုပ်စုလက်အောက်ခံဂျက်ဖိုက်တာတစ်စီးကမန္တရာမြို့နယ်အနောက်ချမ်းကိုလေကြောင်းတက်ခိုင်းမှုတွေလှုပ်ဆောင်ခဲ့တာကြောင့်အသက်30အရွယ်မတ်ချိုစင်ဦးကတိတ်ဆုံးခဲ့တာဖြစ်ကြောင်းသိရပါတယ်။ဆိုပါနေ့ညနေ4နာရီခန့်မှာ အာဏာသိမ်းစစ်အုပ်စုကမရေယာမြို့အနောက်ဘက်ခြမ်းကိုလက်နက်ကြီးများနဲ့ရန်တန်ပစ်ခတ်ခဲ့ပါသေးတယ်။အာဏာသိမ်းစစ်အုပ်စုကဖေဖော်ဝါရီလအတွင်းလူခွင့်ရေးချိုးဖောက်မှုများစွာကိုကျူးလွန်ထားကြောင်းမြို့သားညီညွတ်ရေးအစိုးရလူခွင့်ရေးဝန်ကြီးဌာနကမတ်လ22ရက်နေ့မှာသတင်းထုတ်ပြန်လာပါတယ်။ဖေဖော်ဝါရီလအတွင်းမှာအာဏာသိမ်းစစ်အုပ်စုကမြန်မာပြည်အနှံ့တရားလက်လွန်တပ်ဖြတ်မှု135မှုနေအိမ်နဲ့ပြည်သူပိုင်ပစ္စည်းများကိုမီးရှို့ဖျက်ဆီးမှုက 130မှုအခြားချိုးဖောက်မှု138မှုအပါဝင်ဒုခွင့်ရချိုးဖောက်မှုစုစုပေါင်း604မှုကိုကျွလွန်ထားတယ်လို့မြို့သားအညီအစည်းအဆိုရဒုခွင့်ဝင်ကြီးဌာနကပြောထားပါတယ်